ချီးရှောပေးနေတဲ့ပြိတ္တအလုံးမင်္ဂလာပါ2025ခုနှစ် February 16ရက်နေ့တနင်္ဂနွေနေ့တနေ့တာလက်နေရက်ကအရှင်မြောင်ရက်စတ္တိယရက်ကတောင်ရက်ရံပေါ်ရရက်ကအနောက်တောင်ရက်ဖြစ်တယ်ဒီနေ့ဒီရက်မှာမူလဆန်းရှင်တဲ့ကကဟသတ္တလက်ခဖြစ်တယ် ဒီနေ့ဟာမဟာယဇ္ဇနဲ့နဂဘောတပြိုင်တည်းထဲချရောက်တဲ့နေ့ဖြစ်တဲ့အတွက်အလုံးသောသူတို့သည်မတော်တဆထိခိုက်မှန်တည်းကိုအထူးပြုပြုဆက်ရမယ်။ရေယာနေရေယာနေခက်ရပတိပက်ကရေဒီပြုဆက်ရမယ်။ဒီနေ့ဒီရက်မှာမတော်တဆအနေတွေမဖြစ်အောင်အထူးပြုသတိထားတဲ့နေ့တစ်ခုဖြစ်တဲ့အထူးသဖြင့် အန္တရာယ်ဘေးဥပါလွှမ်းမိုးနေတဲ့နေရာရက်ကမြောက်ရက်ဖြစ်တယ်။အိမ်မြောက်ရက်ကိုတည်သွားစဉ်အန္တရာယ်ရှိလာတတ်တယ်။အန္တရာယ်လွှမ်းမိုးနေတဲ့အချိန်ကာလဘနဲ့ဆယ်နှစ်ခွဲနဲ့ဆယ်နှစ်ကြာဖြစ်တယ်။တနေ့တာကာလအတွင်းမှာကောင်းရင်တည်ရှိနေတဲ့ဂျိုနေသားပိုင်မှာပြည်သာယာတီမှာ ရာသပတိကျိုတည်ရှိတယ်။ဘေဒုံရာတိမှာအင်္ဂါကျိုတည်ရှိတယ်။ဆက်လက်နောက်ပြန်သွားနေသေးတယ်။တနင်္လာကျိုကကံရာတိကိုကူးပြောင်းသွားတယ်။ကံရာတိမှာ တနင်္လာနဲ့ကိတ်ကျိုလို့နှစ်ခုကူးတွဲပြီးတည်ရှိတယ်။ကောင်းရာတိမှာတနင်္ရေဗုဒ္ဓစနေမေယာတိမှာရာဟုနဲ့တောင်းချတော့ တည်ရှိနေကြတယ်ဒီကောင်းကင်ကျိုးနေတာကြောင့်မေတ္တာရည်ပါးတွေအတွက်ကစိတ်နှောင့်ရှင်များတဲ့တဲ့သင်္ကန်းနေဗုဒ္ဓနဲ့မွေးတဲ့သူတွေပေးတဲ့အကြံဉာဏ်နဲ့လုပ်တဲ့ကိစ္စတွေကဆုံးရှုံးသွားတယ်ပေးတာရာဒီပါးတွေအတွက်အထူးကောင်းတဲ့အရာရာဆင်ပြေပါတယ်ကောင်းခြင်းတစ်ပိတ်နဲ့တုတ်တဲ့ခြေကံကျမရဲ့နှစ်သာရမရောက်တဲ့ဒီနေ့ဒီရက်မှာတင်းလာနေ သောကြံနေကနေ့ဝိသုဒီရဲ့အထောက်ကူရနိုင်တယ်သူတို့နဲ့တွဲလိုက်တဲ့ကိစ္စတွေကတို့တွေ့ချိုးပေးမှုကံကျမှကိုရတယ်။မေထုံရာဇီဘွားတွေမှာလူယုံဒုက္ခပေးပဲမနေ့စေတန်ခွဲနဲ့ဆုံနိုင်ကြမှတစ်ချိန်နေကစေတန်ခွဲနဲ့သုံးနိုင်တွေ့မှတစ်ချိန်မတော်တဆနေတဲ့ရန်တက်ခန်တွေပဋိပက္ခတွေပြဿနာတွေရှိတတ်တယ်။ကြောကြရာဇီဘွားတွေတွေ့ရရာစင်ပြေသောနေ